ပြည်သူကရွေးချယ်တင်မြှောက်ထားခြင်းလည်းမရှိလက်နက်အားကိုနဲ့၎င်းကို၎င်းဝင်ကြီးချုပ်ဆိုကမဲရောက်လိုက်ဟာဘယ်လာရုစ်မြို့တော်မင်းစ်တို့၎င်းရဲ့ကိုပိုင်လေယာဉ်ကြီးဖြင့်ဆက်ရောက်လာပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလအတွင်းဘယ်လာရုစ်တို့ရောက်ဆင်ကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာအကုန်နဲ့ဇန်နဝါရီအစပိုင်းမှာပြုလုပ်သွားမယ်လို့ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မဲရောက်လိုက်ရဲ့ရွေးကောက်ပွဲကြီးကိုထောက်ခံအားပေးနေတဲ့ဒီမိုကရေစီအပေါင်းပါများက ရုရှားဘယ်လာရုစ်နဲ့တရုတ်ကွန်မြူနယ်ပါတီတို့ဖြစ်နေခြင်းကပင် နိုင်ငံတကာအဖို့ပြလုံးကြီးတစ်ဖွဲ့ဖြစ်လာနေပါတယ်။ယူရီချာရီဗျူးမှာဆောင်းပါရှင်ဒေါက်တာအဇန်အီဗရာဟင်က၎င်းရဲ့ရွေးကောက်ပွဲဆိုတာကဒီမိုကရေစီအနှစ်သာရများကင်းမဲ့တည်ပြီးပြည်တွင်းပြည်ပကိုလှည့်စားဖို့၎င်းတို့အာနာပိုမိုစုပ်ကင်သွားနိုင်ဖို့အတွက်အချိန်ရရန်တတ်တတ်တာဖြစ်တာကြောင့်ကဘာကြီးဟာ၎င်းတို့ရဲ့လက်ကွက်ထဲအဝင်မခံဖို့လိုတယ်လို့ရေးသားသတိပေးလာခဲ့ပါတယ်။အတိုက်အခံများကိုအတန်တိတ်အောင်လုပ်ထားပြီးမာရှယ်လော့အောင်မှာပြုလုပ်မိရွေးကောက်ပွဲ ပြည်သူတို့ရဲ့လွတ်လပ်ခွင့်အဝဝကိုဟန်တားထားတဲ့အခြေအနေမျိုးနဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲကမြည်သူများတရားမျှတမှုရှိမှမဟုတ်ဘူးလို့ဆိုပါတယ်။ထို့ပြင်နေရာကွက်ပြီးပြီးစလွယ်လုံးမဲ့ရွေးကောက်ပွဲမျိုးလည်းဖြစ်နေပြန်ပါတယ်။ကဘာကြီးကစစ်ကောင်စီကပြအတုံးတော်ခံမဲ့ရွေးကောက်ပွဲပြဿတ်ကြီးကိုမိန်မောမနေတင်မဲ့မြန်မာပြည်သူများနဲ့အတူထိုက်တန်တဲ့အစ်စ်မန်ရွေးချယ်ခွင့်ကိုဘေးတင်းလာတယ်လို့ဆိုပါတယ်။ ဒီမိုကရေစီရောင်ဆောင်များဝယ်စားပြီးကပြအတုံးတော်ခံလာမဲ့စစ်အုပ်ချုပ်ရေးဇလန်းရဲ့အခန်းဆက်မျိုးကိုဆက်ပြီးခွင့်မပြုသင့်တော့ဘူးလို့ဆောင်းပါးရှင်ကဆိုပါတယ်။လူတို့ရဲ့စင်ကြယ်တုံတရားပျက်စီးလူနီးပါးဖြစ်ကုန်ပြီလားလို့ထင်ရတော့အောင်ထိုကဲ့သို့ရွေးကောက်ပွဲမျိုးကိုဝင်ရောက်ရှင်ပြိုင်မဲ့အညံစားနိုင်ငံရေးသမားများထွက်ပေါ်လာပြန်ပါတယ်။နိုင်ငံရေးဆိုတာဟာနေလုံးကြီးအောင်မှဖြစ်ပျက်နေပြီးအရာရာတိုင်းနဲ့တတ်ဆိုင်တယ်လို့စိုးစမတ်ပြုခဲ့ကြပါတယ်။အင်္ဂလိပ်ဝါဟာရဖြစ်တဲ့ politics ဆိုတာကလည်းအရစ်စတိုရဲ့ကျမ်းလာဂရိဘာသာစကားဖြစ်တဲ့ ပေါ်လက်တီကာမြို့ပြရေးရာများဆိုတဲ့ဇာတ်ကားမှဆင်းသက်လာခြင်းဖြစ်ပါတယ်။နိုင်ငံရေးကိုအသေးပဲမျိုးမျိုးဖွင့်ဆိုရမှာမိမိသဘောအကျဆုံးကအမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်ကြီးဒေးဗစ်အစ်စတန်ဆိုသူဖြစ်ပြီး၎င်းဟာနိုင်ငံရေးဆိုတာဟာလူပေါင်းဖွဲ့စည်းများအတွက်တန်ဖိုးရှိရာရှိချောင်းတွေကိုအာဏာနဲ့ခွဲဝေလျားထားပေးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ထို့သောလူပေါင်းအချိုးရှိရာရှိချောင်းစောင့်ကျဉ်နိုင်ဖို့ရေကလုံပန်ခွင့်အာဏာလက်ဝဲရှိမှဖြစ်ပြီးထိုလုံငန်းစင်ကပဲနိုင်ငံရေးပင်မဟုတ်ပါလား။ နိုင်ငံရေးကိုလှုပ်ဆောင်လျက်ရှိကြသူများထဲမှာနှစ်မျိုးနှစ်စားသာရှိပါတယ်။တစ်မျိုးကထိတ်တန်းနိုင်ငံရေးသမားများဖြစ်ပြီးတစ်မျိုးကအညာစားနိုင်ငံရေးသမားများဖြစ်ပါတယ်။ထိတ်တန်းနိုင်ငံရေးသမားများကနိုင်ငံအကျိုးကိုတည်ပိုးလိုစိတ်နဲ့ကြာရနေရမှဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်ပြီးသူတို့အကြောင်းကိုအကျယ်တဝင်းမပြောလိုပဲပြောလိုတာကနိုင်ငံတွင်ပေါ်များလာတဲ့အညာစားနိုင်ငံရေးသမားများအကြောင်းပဲဖြစ်ပါတယ်။အန်အော့ဖို့ကောင်းနေရတာကအဆိုပါနိုင်ငံရေးသမားတွေကလူမှုကိုပလီပလာစကားများဟုတ်ဒီမဟုတ်ဒီအပါထား စိတ်သက်တက်ကြွပွဲစကားများပြောဆိုစီယုံကြခြင်းမရှိတာပဲဖြစ်ပါတယ်။ပြောစရာလည်းမလိုအပ်၍ဖြစ်ပြီး၎င်းတို့ရဲ့အစ်စ်မန်ရွေးကောက်ပွဲပလက်ဖောင်းကပင်လူလူနဲ့စံကျင်ဘက်မှနှစ်ပေါင်းများစွာရက်တီလာခဲ့တဲ့စစ်တပ်ကိုပြောင်းကြကြထောက်ခံရေးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့၎င်းတို့ဟာဒီမိုကရေစီနီးလမ်းနဲ့အာဏာကိုမြည်သည့်နည်းနဲ့များရနိုင်စေရအကြောင်းမရှိဆိုတာကိုတည်ထားကြရလေဖြစ်ပါတယ်။ထို့သောသောလူများကလူထုကိုအထင်သေးစွာဆက်ဆံနေကြပြီးပြည်သူများဖို့ကလည်းအစိုးရကအကောင်းထွက်လာရတာက အမျိုးသားသစ္စာပေါက်များကိုမျက်ဝါးထင်ထင်တွေ့မြင် သိရှိခွင့်ရလိုက်ခြင်းပဲဖြစ်ပါတယ်။အာနာရှင်များကလူမှုအားအကြောက်တရားများလိမ့်လဲလဲဖျားမှုများတဲဦးနဲ့တဲဦးညီညွတ်ခြင်းမရှိအောင်ရန်တိုက်ပေးမှုများနဲ့အာနာတို့တက်လန်းလာခဲ့ကြသမျှဖြစ်ပါတယ်။အာနာရှင်တွေဟာ၎င်းတို့အာနာတီမြဲစေဖို့ဒီအတိုင်းနေရတော့မရပဲ၎င်းတို့အားဆန့်ကျင်သူတွေကိုနှိမ့်ဆက်တက်ဖြတ်ကွပ်မျက်ခြင်းများကျူးလွန်ခဲ့ခြင်းဖြင့်ရှင်သန်ခဲ့ကြပါတယ်။ ထို့သောကျူးလွန်ခဲ့ကြသူတွေဟာကံကြမ္မာရဲ့တန်ခတ်ခြင်းကိုလက်ဆင်းခံရစမြက်လည်းဖြစ်ပါတယ်။ထိုနည်းဟာမလွဲမသွေ အနည်းနဲ့မြန်ဆိုသလိုရောက်လာတော့မယ်လို့လည်းဆိုပါတယ်။ထို့အခါမှာတော့၎င်းတို့နဲ့ကြံရပါလက်ပါးစီများအဖြစ်အသုံးတော်ခံခဲ့ကြသူများကတမိုင်းရဲ့ဖြစ်တင်ရှုံချခြင်းခံကြရတော့မှာဖြစ်သလိုလူများရဲ့ဝိုင်းပယ်ခြင်းလည်းခံကြရတော့မှာဖြစ်ပါတယ်။ထို့သောကြုံလာမယ့်အရေးကိုလည်းမှုရကောင်းမယ်မသိပဲယခုအခါလူလူက၎င်းတို့အားမစင်ပုံတွေကလောင်များတစ်ဖွဲ ယူဆနေကြပြီဖြစ်ပါတယ်။အញ្ញံသားနိုင်ငံရေးသမားများကတော့ 1949အင်းစိန်တိုက်ပွဲဗကိုးရုံးမမဗမာပြည်ကွန်မြူနစ်ပါတီတပ်များကိုတိုက်ထုတ်နိုင်ခဲ့မှုတရုတ်ဖြူစစ်စင်ရေးများနဲ့ဆက်ပြီးစိတ်ကူးယဉ်နေကြဆဲဖြစ်သောမရောက်နိုင်တဲ့အပေါင်းအဖော်များကလူမှုထောက်ခံမှုအပြည့်အဝရရှိထားတဲ့ပြည်သူတော်လှန်အင်အားစုများကိုအစုံးမှဖြိုခွင်းနိုင်ကြလိမ့်မယ်လို့ကိုလိုရဆွဲကယင်မှုနေကြဆဲဖြစ်ပါတယ်။ပန်းပန်နာကိုပင်ဥပဒေနဲ့ညီဖမ်းဆီးခဲ့တယ်လို့ပြောလာသောအဖွဲ့ရဲ့ရွေးကောက်ပွဲကိုဝင်ရန်လူရွေးဇက်တိုက်နေကြပြီဖြစ်ပါတယ်။၎င်းတို့အားလုံးစုံစမ်းရေးကော်မရှင်လိုမျိုးပြည်သူတရားခွင်မှာ မျက်ရည်လဲရွှဲထွက်ဆိုနေကြမဲ့အဖြစ်ကို ကြည့်ရမယ်ဆိုကမိမြထီချိုမြိန်လှပေမည်နီထိုအဖြစ်ကိုရောက်အောင်အချိန်ဆိုတဲ့ရာသားကြားမှာခံနေပြီးတော်လန်ရင်ကြီးအမြန်အောင်မြင်ဖို့လိုအပ်နေပြီလဲဖြစ်ပါတယ်တစ်ဖက်မှာလည်း၎င်းတို့အားထိုကဲ့သို့အဖြစ်မျိုးရင်ဆိုင်ရနိုင်တယ်လို့အတွင်းနဲ့နေ့စဉ်လို၆လက်နေတဲ့သတင်းများလည်းအဆက်မပြတ်ထွက်ပေါ်လာနေပြီဖြစ်ပါတယ်ယခုပင်အကိုတိုင်းညောင်လေးပင်ကြောက်တကားဖြူမြို့နယ်အတွင်းရန်ကုန်မန်းလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားတဲ့စခန်းကိုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနေမြင့်နှစ်ကိုကဲမှုအောင်မှရှိတဲ့တပ်များနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်ဖွဲ့များကဇွန်လ25ရက်မနေ့အစောပိုင်းမှာတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့သတင်းများထွက်ပေါ်လာပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကရဲအုပ်တဦးအပါအဝင်73ဗန်း3ဦးကိုပါဖမ်းဆီးရရှိခဲ့ပါတယ်။တိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ခဲယမ်းများစစ်သုံးပစ္စည်းအမြောက်များကိုလည်းသိမ်းဆီးရရှိခဲ့ပါတယ်။ ပြည်သူတို့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည်ကြမ်းမမြုံမှာပြည်သူပိုင်းပစ္စည်းတွေကိုလိုက်လံခွေယူနေတဲ့စစ်ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးသွားတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်ကြမ်းမမြုံတွင်ပြည်သူပိုင်းပစ္စည်းများကိုလိုက်လံခွေယူနေတဲ့စစ်ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးခဲ့တယ်လို့ ်အခုတ်ကိုဖိဖက်တဖန်ပို့ PPDF တစ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒီမနေ့ဇွန်လ26ရက်နေ့မနက်10:00နာရီဝန်းကျင်ခန့်ကကံမမြို့တွင်ပြည်သူ့ပိုင်နေအများတွင်းမှပစ္စည်းများကိုလိုက်လံခွေယူတင်ဆောင်နေတဲ့စစ်ကားနှစ်စီးကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကကံမမြို့တွင်တနေရာမှာအလင်းငိုက်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးတေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်မြို့ထဲမှာကာနစီနဲ့ကင်းလည်နေရင်ပြည်သူပိုင်ပစ္စည်းတွေလိုက်ခိုးနေတဲ့စစ်ခွေးတွေကိုတိုက်ခိုက်ခဲ့တာပါအပြန်အလှန်ပြစ်ခတ်မှု10မိနစ်လောက်ကြာခဲ့ပါတယ် ောက်ထပ်ထထိုးသေးဆုံးထိခိုက်မှုကတော့မသိရသေးဘူးစစ်ကြောင်းကပေါက်ဘက်ကိုဥတီထွက်နေတာပါပြည်သူတွေအနေနဲ့ထိုးကယူဆိုင်နေထိုင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်လို့ပခုတ်ကိုဖိဖက်ထဖန်ဖို့ PPDM မှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတော့ပခုတ်ကိုဖိဖက်ထဖန်ဖို့ PPDM ABSD ရဲ့အမှတ်30ကြောင်းအောင်ကျော်အာဂျီမြို့နယ်ပါလာဖာ Tiger Warrior Force TWF အညာမြေပြောက်ကြားတပ်ဖွဲ့ကိုစော်မိုင်းကိုရီကန်းနဲ့ကိုဗလာဥဆောင်တဲ့လူငယ်ပြောက်ကြားတပ်ဖွဲ့ YGF တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ပါနိုင်ခဲ့တယ်လို့သိရပါဗျ။ထို့ပြင်ဇွန်လစာမိုက်ကစပြီးပခုတ်ကမျိုးခြေဆိုင်တပ်မတရတဲမှာပေါင်းမြုံတဲ့ဘက်ကဦးတီကအင်အားလုံးနဲ့ထွက်လာတဲ့ရိခါပိုးစစ်ကြောင်းမှကံမမျိုးတွေကိုရောက်ရှိလာခဲ့ပြီးဆိုဝါစစ်ကြောင်းကြောင့်ကံမမျိုးမှပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းနဲ့ထိုကဲ့သို့ထွက်ပြေးတိမ်းရှောင်နေစမှာပြည်သူပိုင်းနေအများကိုစစ်တပ်ကမိရှို့ခြင်းပြည်သူပိုင်းပြည်စည်းများကိုလူရဲခိုးယူမှုများလှုံ့ဆော်လျက်ရှိတယ်လို့သိရတာပါ။ဆိုဘစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရမှာ စစ်တပ်စစ်ကြောင်းမှလိုရာခီးကိုရောက်ရှိနိုင်ခြင်းမရှိဘဲစစ်ကြောင်းထွက်ရလမ်းတစ်လျှောက်ရှိကျေးရွာများစစ်ပင်းဆောင်စခန်းတွေကိုစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းများလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။ဒီတစ်ခါမန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီးအင်အား၄.၃ဆင့်ရှိငလျင်နှုတ်ခဲ့ပြီးမန္တလေးနဲ့ပြည်ဦးလယ်တို့မှာတိသာစွာခန်းစားခဲ့ရတဲ့အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ဒီကနေ့မနက်စောပိုင်းမှာမန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီးအင်အား၄.၃အဆင့်ရှိတဲ့ငလျင်နှုတ်ခဲ့ပြီးမန္တလေးနဲ့ပြည်ဦးလယ်တို့မှာတိသာစွာခန်းစားခဲ့ရတယ်လို့ ဒေတာပြည်သူများရဲ့ပြောဆိုချက်နဲ့အမျိုးသားညီညွတ်ရေးဆိုရာသားချက်စာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီကနေ့ဇွန်လ29ရက်နေ့မနက်3:28မိနစ်အချိန်ခန့်ကမတ်လီမြို့ရဲ့အရှေ့ဘက်25ကီလိုမီတာအကွာမြေရောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 0.3အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပြီးစိုးပန်းကလေးဟာသကိုင်းကလေးကြီးရဲ့နောက်ဆက်တွဲကလေးငယ်ဖြစ်တယ်လို့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီအင်္ဂလင်ကြောင်းဒီကနေ့မနက်ပိုင်းမှာမန္တလေးနဲ့ပြည်ဦးလွယ်တော်မှာတိသားစွာခန်းစားခဲ့ရပြီးအထူးသဖြင့်မန္တလေးမှာအလွန်တိသားခဲ့တယ်လို့မန္တလေးမှာဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။ငလျင်တော့တော်တော်များများနှုတ်ကုန်ကြတယ်။အချိန်တော့အရမ်းမကြဘူးဗျာ။တစ်ချက်ဖဲဝုန်းဆိုပြီးနှုတ်ပြီးပြီးသွားတယ်။စောင့်တွန်းလိုက်တယ်လို့ပဲလို့မန္တလေးမြို့မှာပြည်သူတို့ကဆိုပါတယ်။ပြည်ဦးလွယ်မှာပြည်သူတို့ကလည်းဒီကနေ့မနက်3:28မိနစ်အချိန်ကလှုပ်ခတ်ခဲ့တဲ့ငလျင်မှာအလွန်တိသားတယ်လို့ပြောဆိုပါတယ်။ မလာ၂၈ရက်နေ့ကပြင်အား9.8%ရှိတဲ့စကိုင်းငလင်ကြီးလောက်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလင်ငယ်များလောက်ခတ်ခဲ့ရမှာစုစုပေါင်းငလင်ငယ်အခြေရေ200နီးပါးလောက်ခတ်ခဲ့တယ်လို့ဘိုးလီဝါသားနဲ့ဇလာဗေဒာညွှန်ကြားမှုဦးစီးဌာနကလည်းသတင်းထုတ်ပြန်ထားပါဗျာ။